်ရှိသည်သာသနာ့ရဲ့နောက်မှရာ69ခုဘုရားဟောကောသာတပ်တောင်းတရား70တဲ့ခုနှစ်ခုဥဒုအခုဟာဆိုလို့ရှိရင်သောကာလလို့ခေါ်တဲ့ဣမန္တသောဒုသောတဲ့ကာလသောဝန္ဒပိကျော်ရှိရဥပုံဖြစ်ပါလေဘုရားတို့ရှင်းလာပိုင်း73ရက်ကပြန်တော်မူသွားတဲ့ ကျေးဇူးတော်ရှင်ယူကနတာဆရာတော်ဗဒနာမတိတာလောလောမူလာဆိုရင်ကတိအားဆိုရင်သုံးလတိတိပြည်ပြီပေါ့နော်သုံးလတိတိပြည်ပြီဆိုတော့ဆရာတော်ရဲ့ဂုံကျေးဇူးတွေကိုတို့ယောဂီတွေပြန်ပြီးတော့နှလုံးသွင်းမယ်ဆိုလို့ရှိရင်ဆရာတော်ဟာတို့ဟောဆရာတော်ရဲ့သုံးမတော်ကိုလည်းတောင်းဝေကနိုင်ငံလေးကိုဒီနေ့ ောဂီတွေကိုရှင်းပြမယ်။တောဟောတော်ကြီးရေးဆက်ထားတဲ့သင်္ဃာလေးကိုဦးဇင်းတို့ရဲ့ဆရာတော်ကြီးကရောက်လာတဲ့တက္ကရာမတွေကိုစူပြနေလည်းရှိပါတယ်။မှတ်ခိုင်းရေးခိုင်းနေလည်းရှိပါတယ်။သင်္ဃာလေးကတာဝေကသင်္ဃာလေးအဆုံးမှာကဘုလိုလဲဆိုတော့မင်္ဂလာဆိုးမြတ်ရိုးမှုကိုတည်ဖို့ရစီရချတယ် လောကလုံးလုံးကုန်မပြင်းဝင် ဖြစ်ခြင်းပြင်းပြင်းမမလွယ်ဒီဒီလောကကြီးမှာဇာတိဇရာမရဏတောကပရိဒီဝါဇာတိဇာတိဆိုတဲ့ဖြစ်ခြင်းတရားကြောင့်ဦးဇင်းတို့လူဘဝတော့ရမလားကြောင်လားရလာကြတယ်အဲ့ဒါလူဘဝလေးကိုရလာ လူလကကမှားတယ်။ပစ္စည်းဥစ္စာရှိတဲ့လူရောပစ္စည်းဥစ္စာကျွတ်တဲ့လူရောချမ်းချမ်းသာသာဖြစ်ရလား။ဘလို့ဖြစ်နေရလဲ။ဆင်းရဲမှုတွေနဲ့ရင်မဆိုင်အောင်လား။ရင်ဆိုင်ရရဲ့ဥဒေနုဓမ္မစကြာကိုပြန်ပြီးတော့ဆင်ခြင်ကြည့်မယ်ဆိုလို့ရှိရင်သာတိပိဒုက္ခသရမိဒုက္ခပြာတိပိဒုက္ခမရဏပိဒုက္ခ ဘေယိတံမြောဘောကိုအပိယိတံမြောဘောတော်ခေါ်ဆိုပြီးတော့ဒုက္ခရှင်မျိုးမတွေ့ရအောင်နော်တွေ့ရတယ်ဒါကြောင့်မို့ဆရာတော်ပြရရဒုက္ခဘောဒုက္ခဆင်ဒုက္ခနဲ့နေမှာဒုက္ခနဲ့နေမှာဟုတ်လားဘုရားတော်အဘိဓမ္မာတော်ကိုပေါ်ပြပါခြင်းနဲ့ပြေပြာကာလဘလုံးနိဗ္ဗာန်မရမခြင်းကတော့ဘုသူနဲ့ရှင်တွဲပြီးနေရပါတယ် ဘုရားရှင်တို့ဒီနေရာမှာလေဒုက္ခနဲ့ရှင်တွေ့ပြီးနေရမယ်။တချို့ကဒီဒုက္ခရဲ့ဖိစီးမှုဓာတ်တွေကိုမခံနိုင်တော့သူတို့ကြင်ကြံတဲ့တရားတွေမကြင်ကြမယ်နဲ့စိတ်အလိုလိုက်ပြီးတော့နော်လမ်းမတွေရှောက်ကြတဲ့လူတွေရောမတွေ့ဘူးလားပြေဘူးလေဒါမှကြောင့်လဲဆိုတော့ဒုက္ခရဲ့သဘောတရားကိုနားမလည်ဘူး ဟုတ်လားအဲတော့ကောင်ဆရာတော်ကြီးကတောင်းရင်ကလင်္ကာပါဘလို့ပြန်ပြီးတော့ဆက်ရေးထားတယ်ဆိုတော့ဒုံဇောဘုရားညဥ္ဇာကိုကဉ္စမဘိရပြန်သိကပြည်ရေးတယ်ပါတွေ့ကြုံပြန်ဤလောကကြီးမှာတချို့ကတော့ဆေးဝါးဥ္ဇာတွေကအစဉ်ပြေကြောမွေပြီးတော့လမ်းကြောင်းမှာရောက်သွားတဲ့အခါတော့တရားဆွဲတရားလေးပုံပုံရှင်းရှင်းမကြည့်ရဘူးလား စီးကြတယ်ဒါပေမဲ့အဲ့ဒီမိမိတို့ရတာတဲ့စီးစိမ်ဥစ္စာရဏာရွှေငွေတွေကတော်ရတည်တံ့နေတဲ့အရာဟုတ်သလားအဲ့ဒီဥစ္စာတရားရောပါတယ်တဲ့ပဲပျက်စီးတဲ့သဘောတရားမရှိဘူးလားရှိတယ်ခြေရံငွေခြေစိုးတွေနဲ့ခြေသေးသမျှပေါ့ဆောင်ရတယ်ခွဲရပြီးတာမလွဲတာဒီ ခြေလျင်ဝင်ဝင်ခြေဆွေတွေနဲ့ခြေလျင်သမျှပေါင်းဆောင်ရတယ်ခွဲရမိတာမလွဲတာဒီတို့ကိုလူဝါဒလာရောက်ရတဲ့နဲ့ဥဒ္ဒေတို့ရဲ့အနန္တကံကိုကျေးဇူးချင်ခြေလာစွာသောဆရာသခင်ကျေးဇူးရှင်ကြီးအခုတို့ခွဲပေါ်တော့လာ၃လကြာတဲ့အခါမှာဇေဝရီနဲ့ဆွဲတာလို့ရရတာလားမရဘူး ဘလောက်ပဲချစ်ပဲချင်ကြတော့လည်းနောက်ဆုံးတော့အကုန်လုံးကလမ်းခွဲကြရမှာသူကောင်ဆရာတော်ရဲ့လင်္ကာလေးဟာအမဒါမအရသာမမြောက်ဘူးလားမြောက်တယ်ခြေလျာခြေစည်းတွေခြေတွေလည်းပေါင်းစုံကြတယ်ခွဲရောင်ကြီးသာမလွဲသာဒီဘလောက်ပဲချစ်ခင်ပါစေဘလောက်ပဲတန်ဖိုးထားပါစေပြောပြောနောက်ဆုံးတော့ ကိုယ်နဲ့အကုန်လုံးကခွဲခြားရရဲ့ကြီးပဲရှင်သာအတ္တိရှိရတဲ့ပကတ်တပေဝိဉ္ဇဉ်ကြီးပြီးဒီပြင်ကောင်းအမှန်အောင်လေဘုရားတွေကျေးဇူးတော်ဆရာဆရာတော်ဘုရားကြီးဟာတတ်တော်90နှစ်လေးနှစ်တည်းနေသွားခဲ့ရတဲ့နန္ဒသာကကျေးဇူးရှင်ဆရာတော်အေးမြတ်ဖြစ်ပါတယ်ဒါပေမဲ့ ဆရာတော်ဘုရားကြီးဟာဝိညာဉ်သာပကတ်နဲ့ဝိဝေပြီးတဲ့အခါနောက်ဆုံးတော့ဆရာတော်ဘုရားကြီးဘာနဲ့နှိကသွားခဲ့တာလဲအေးနောက်ဆုံးပြင်ကောင်းနဲ့နှိကပြီးတော့ပြင်ကောင်းနဲ့မှာတရက်တော့သွားရဘူးလားသွားရတယ်ဒုရကရကမတွေလည်းအခုပကတ်တဲ့ဝေးပွာလာတဲ့နေ့တွေကများလာပြီပကတ်နဲ့ဝေးပွာတဲ့နေ့တွေများလာပြီဆိုတော့ ဘာနဲ့ပုံပြီးတော့နေရလာပြီလေ။ဉာဏ်ကောင်းနဲ့နေရလာပြီ။ဟုတ်လား။နော်။တချို့ဆိုလို့ရှိရင်ကိုဗစ်ကာလမှာဒေသွားတဲ့အတွက်သူတို့ဉာဏ်ကောင်းတဲ့တောင်မှဝင်ခွင့်ရလိုက်သလား။မရလိုက်ဘူး။ဒါကတော့ဆရာတော်ကြီးကဒါဒုက္ခဒုက္ခကာလကလူတွေအားလုံးသိညိုတဲ့အခါမှာဉာဏ်ကောင်းတဲ့တို့တို့ဒီမှာသိညိုကြတာအပြင်ညှောက်ကြတာကိုတွေ့တဲ့အတွက်ဒီလိုရေးတာလား။ နော်ရှင်ဝန္တဒီတို့ရောပကတ်တဲ့ဝိတေပြေ၍နေလင်းပြင်းကောင်းအမအောင်လေအကြောင်းမလျောတို့ရဂျူတာဘုဇောနေနံအကြောင်းမညီလျောအကြောင်းမညီလျောတို့ရဂျောတာဘုဇောနေနာတွေ့ရပြန်၏ဘုဇောနေနံတွေ့ရပြန်တို့အမှန်ချစ်သူမကန့်ဘူးပဲဣတိရှုမဲ့ လည်းဒီလိုရှိတဲ့တကယ်ပေါ်ပြီဒုလူ့ဘာဝဒုတိယဝါတည်ဆုံးသွားပြီဆိုလို့ချင်းရင်သူ့ရဲ့အကောင့်ကိုအနာနာမှာဗနည်းရပဲထားကြတာလေသုံးရပဲထားကြတာအခုကြည့်ဆိုလို့ချင်းရင်နေရာအခက်ခဲကြောင်းနော်ရေခဲရပါပြည့်တဲ့အတွက်သုံးရတော့မှမိမိရနာထားကြရလားမထားကြတော့ဘူးဟုတ်လား အင်းဘလောက်လိုချစ်တဲ့သူဘလောက်ပဲခင်တဲ့သူပဲဖြစ်နေဖြစ်နေနောက်ဆုံးတော့သူ့ရဲ့ဘုထုသာယုတ်ကလပ်ကိုစွန့်ပြစ်ကြတာလေရေဝေမောဟုကအေးဒါကြောင့်မို့သူ့ဟောဆရာတော်ဘုရားကြီးကအကြောင်းမလျော်တော့ရခြင်းတို့ကဘုရားကြီးနဲ့တွေ့ရပြန်သူအမှန်ကိုချစ်သူမကောက်ဘူးပဲလေလူယူတော့တယ်မဟုတ်ဤ လောကကြီးမှာမိမိရဲ့ဒီလိုဖလောက်တယ်တန်ရရဲ့ကြီးပါလေဆိုရယ်ဆိုညာတော်လေအဲ့ဒီအကောင်းကြီးကိုအရတော်လားထားရဲ့ပုံကိုရောမရှိရဘူးလားရှိရောရှိရလဲဒါပေမဲ့အကောင်းလုံးကယုတ်တံဓမ္မသင်္ကာရတွေဖြစ်တဲ့အတွက်မလုံးကြရပါလေဆွေးမြေ့ပြီးတော့ ပျက်စီးကြရပါမယ်ဟုတ်လားအဲအဲ့လိုတရားအသိဉာဏ်ပြည့်နေမယ်ဆိုလို့ရှိရင်ဘုရားတရားမှားတယ်ဘောင်းပြနေတဲ့ဘာဝနာတရားကနိဗ္ဗာန်ရောက်ဖို့အလောင်းဝီးလေလားဘုရားဘုရားယောယောဂီပေါင်းတော်ဟောပြီကသာတိပိဒုက္ခသာတိဒုက္ခဖြာတိပိဒုက္ခမရဏံပိဒုက္ခလို့ခေါ်တဲ့ဒုက္ခရှင်မျိုးတွေက ။ဉာဏ်စိတ်တရားတွေကိုသိတဲ့အခါမှာတံဝေကတရားတွေမရကြဘူးနော်။နာဝေကတရားတွေရတဲ့အခါမှာငါရတနာကူကမမြဲခြင်းအနိစ္စဇယဲခြင်းဒုက္ခအဆုံးမြခြင်းအနတ္တတို့လက္ခဏာ၃ပါးတည်ပြီးတော့မိမိရဲ့ခန္ဓာကိုယ်ကိုရှုမှတ်ပွားများမယ်ဆိုလို့ရှိရင်ဘာဝနာလုပ်တယ်ဝိပဿနာဘာဝနာလုပ်တယ်ပွားများရအောင်ရောက်တယ်ဒါကြောင့်ဆရာတော်များကြီးက တူဝတ်ဒီမန္တရောကောင်းတယ်နန်းရဲမြောက်အောင်နမမအောင်သူတိတိမြတ်တတ်တမြတ်တယ်စာအုပ်နဲ့ဘုဟုလုပ်ပြီးတော့လူလန်းခဲ့တာဟုတ်လားအေးခုတို့အောင်ဆရာတော်ရဲ့လင်္ကာကိုပြန်ပြီးတော့စက်ရမယ်ဆိုရင်နောက်ဆုံးရောက်တဲ့ထုတ်ပြီးရောင်းတဲ့ဇေညာအမြတ်ဆုံးပဲဒါ၍ သောယအနိဝိနိတိသောယအပိဝိနိတိဒောယမြယံမြေတုတ္တံရောက်ပြန်မရှိတုတ္တပိခြင်းကြောင့်ပေတွင်ဝေစင်းစင်းအိတ်ကမလွဲသာပဲနေယနိဟုသက်မြတ်ပါကစင်ကြယ်မာလောဒီဘက်ကမာလောမြေမြုပ်သိညူတယ်ဆိုတာကအမှန်တမ်းမှရှားပါဘူးတို့ရောရတော့လဲ ။ဘုန်းကြီးတော်ရောက်တာဒီယောဂီတွေရဲ့ကျွေးချာရတဲ့ဥဒ္ဒဇ၆ကလပ်ကိုဆွေမျိုးမြင့်တန်ကအပေါင်းဒီကလူရုံတည်းတဲ့တတ်တန်စတဲ့နေရာမှာတော့ပြီးတော့မထားကြဘူးနော်။တော့တဲ့နေရာမှာပါကြောင့်ထားကြသော်လည်းဆိုတော့မိမိရဲ့ခန္ဓာကိုယ်ရဲ့မတည်လျော်တဲ့အနန္တတည်းထွက်လို့ဟုတ်လားအဲဒီအကောင်ပေါ်ကြီးကို ဘယ်သူမှစွဲပြီးတော့မထားကြတော့ဘူးဒုရဂရဏမတွေရခန္ဓာကိုယ်ဟာအတက်ရှိနေတဲ့အချိန်မှသာလေတံခိုးရှိတာအတက်နဲ့မှာလေဒီမှာမိမိရဲ့ခန္ဓာကိုယ်ကြီးကတံခိုးရှိတယ်နော်မရှိတော့တဲ့အတော်မှာမိမိရဲ့ခန္ဓာကိုယ်ကြီးကိုလူလူကြီးတဲ့ဘယ်နေရာမှာသွားပြီးတော့ဆောင်ပြေကြတယ် တောက်တန်ဆိုတဲ့သင်္ချိုင်းကသွားပြီးတော့မိဒီယုံမှုမိရှုံမှုညံတော့မှုသင်္ချုံမှုတွေမလုပ်ကြဘူးလားလုပ်ကြတယ်ဒါတွေကတောင်းဝေကရတယ်မကောင်းဘူးလားကောင်းတယ်ဒါကြောင့်မို့ဆရာတော်ဘုရားကြီးကသင်္ဃာရကြောင့်လို့ဝဝဲဝဲသင်္ဃာရကြောင့်လောကီဘုံဝဲခိုးဝဲလုံးသံပုထုဇဉ်တို့ လောကရန်လောကျောင်းစုပန်တောင်း၍လမ်းကြောင်းမက်ခင်ရှင်ဓမ္မအဝဝါကိုနေညမကွာအတုရာတိခေမာရောက်မှအေမီဒီ သင်္ကာရယောလောကီဘဝဘောဓိသံဃာဘုဒ္ဓတောလောကရတောကြောင့်သုဘာ၎င်း၍လမ်းကြောင်းမခင်ရှင်ရင်ဓမ္မဝါဝါကို နေကြမကွာ အာတုရာသည်ခေမာရောက်မအိမီသည်သင်္ကာရလေကျုံနေရတဲ့ဟောဒီလောကီမှာဒုက္ခကမ္မတွေက တရားအားတော်မှုဟာအဆုံးတင်ပြောင်းသေးတော့ယခုအချိန်မှာပုထုဇဉ်အနေနဲ့မနေရဘူးလားနေရတယ်ဘုဒ္ဓဇံတော်လောကရန်တော်ကြောင့်စုပန်တော်၏လမ်းကြောင်းမှတ်ခင်လမ်းကြောင်းမှတ်ခင်ရှေ့ဓမ္မသမာဝါစာသမာကမ္မတာသမာအာဇီဝသမာဝါယမသမာတိသမာသမာတိခေါ်တဲ့ မဂ္ဂင်၈ပါးအကျင့်ကိုကျင့်ပါသာလျှင်ဘယ်ကိုရောက်ပါလဲနိဗ္ဗာန်ကိုရောက်မယ်အဲဒီမဂ္ဂင်တွေမဂ္ဂင်အကျင့်တွေမကျင့်ဘူးဆိုလို့ရှိရင်တို့ယောဂီပေါင်းသူတော်ကောင်းတွေကဘယ်နေရာမှာပဲရောက်နေပါလို့သိရတဲ့ဒီလူဘုံမှာပဲရောက်နေမယ်လူဘဝရာမစင်းရဲမိဘူးလား ဆင်းရဲတယ်လူဝါကြီးဆင်းရဲပြီးသိများတော်တယ်တို့ယောဂီပေါင်းသူတော်ကောင်းတွေကအဲ့ဒီဆင်းရဲနေတဲ့လူဝါကြီးကိုဆော့လော့နိုင်သလားမဆော့လော့နိုင်ဘူးဒါကြောင့်လေဒီဆရာတော်ဘုရားကြီးကဒဇဒဇဆုံးမတဲ့ဘဝနောက်နောက်စက်တိုင်းကောင်းတယ်ဘုရားတော်အမြဲတမ်းလဲပြောကြသည်ရှိပါတယ်ဟောဒီသင်္ကာရလောကကြီးမှာကိုရီးယား တရားလောင်ကျင့်ကြံသလိုပဲဒါနမှုသီလမှုဘာဝနာမှုတွေကိုတနေ့ပြီတနေ့တလားပြီတလားတနေ့ပြီတနေ့တဘဝပြီတဘဝကျင့်ကြံပွားများအလုံးမှသာလည်းနောက်ဆုံးအဆုံးတော်ဘဝမှာနိဗ္ဗာန်ကိုရမယ်ရောက်မယ်ဟုတ်လားအေးဒါကြောင့်မို့ဆရာတော်ကြီးကလင်္ကာလေးရရောက်မှာလင်္ကာရကြောင့်လောကီဘုံဝေကုန်လုံးဝေစာပုဒုဇံတို့ လောကရာလောကြောင်းစုပန်တောင်းရေလမ်းကြောင်းမှတ်ခင်ရှေ့ရဓမ္မအဝဝကိုနေညမကွာအာထုရာတိတဲ့အာထုတာလုံးမှာတရေငါတက္ကနာလဲအာထုရပါလားဘယ်လိုအာထုရမလဲနေရောညာရောအာထုရမယ်နေညာမကွာအာတုရာတိခေမာရောက်မှာအေမီရီ နိဗ္ဗာန်ရောက်ဖို့ဆိုလို့ရှိရင်သမထအလုပ်ဘာဝနာအလုပ်တွေကိုနေရောညာရောကြင်ကြံပွားများအားထုတ်ကြပါတဲ့နေရောညာရောသမထရောဝိပဿနာနဲ့ကြင်ကြံပွားများအားထုတ်မယ်ဆိုလို့ရှိရင်တော့ဒီလိုကြီးမှန်းတဲ့နိဗ္ဗာန်ကိုရောက်ပါမယ်နော်ဆရာတော်ဘုရားရဲ့အဆုံးအမနဲ့ဘုရားရဲ့ယောဂကအကြောင်းကယောဂီတွေကြင်ကြံပွားများအားထုတ်နေတဲ့ သမထဝိပဿနာဆိုတဲ့အခြင်းကတတ်တူကြမနေဘူးလားတတ်တူကြနေတယ်ဒါကြောင့်မို့ဆရာတော်ဘုရားကြီးကလောလာယီမှာဦးဇင်းတို့ဓမ္မသနာပေါင်း၈၄၀၀ထဲမှာနိဗ္ဗာန်ရောက်တဲ့အခြင်းတွေအများစွာ ရှိပြီစင်ညာတော်လဲဒုယောဂီတွေနဲ့ကိုက်ကြည့်မဲ့ဝိညာဇရဏတမ္မာနာလို့ခေါ်တဲ့သမထလို့ဝိပဿနာလို့ဒီပွားများဖို့ ဆရာတော်ဘုရားကြီးကနောက်ဆုံးချိန်ဒီမတိုက်တော့ခဲ့ဘူးလားတိုက်တော့ခဲ့တယ်အခုဆရာတော်ဘုရားကြီးလွန်နေပြီးတော့အခါမှာလဲတို့ရောက်ပြီးအပေါင်းတော်ကောင်းတွေကဝိဇ္ဇာသရဏဆိုတဲ့ဂုဏ်တော်ကိုအမျက်တစေရွတ်ပြီးတော့သမထအလုပ်ဝိပဿနာအလုပ်တွေကိုပွားများတင့်ကြံပြီးတော့ဆရာတော်ရဲ့ကျေးဇူးဆက်ရတယ်မရောက်ဘူးလားရောက်တယ်ဒါကြောင့်ယောဂီပေါင်းတော်ကောင်းတွေက ်ထုတ်ကောင်ဆရာတော်ပြားကြီးရဲ့တောင်ဝေကလင်္ကာဆုံးမစာလိုပဲပေါ့မဂ္ဂဝေယုများဘူးလူနိကုမရဆဲရကြသည်လောကသုံးဘုံဘုံပြင်ဝေပြင်း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 မှန်မြဲသည်ဖြစ်သည်မြခန္ဓာဟူသည်မြတွေဟာအကုန်လုံးမလုပ်ကြပါလေပြည့်ကြရမယ်သောဇေဝေယံမြတ်ဝေဇေဝေကံဇမအဘိယံ ပြန်ရတော့မှာပြည့်ကြုံပြန်ဤခြေလျာဝေဝေจิตစီတွင်နှင့်ခြေလေးသံမြပေါင်းစုံရလျခွဲရမိတာမလွဲသာသည်လောကဤမှာအကျိုးဝေကောင်းတဲ့အတွက်ဘောဘွားကပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်တို့လောကီပေါင်းသူတော်ကောင်းတွေကစေတဝန်သာရဏာရှင်တွေနဲ့ပြည့်စုံပြီးချင်ရတဲ့သူတွေနဲ့ပေါင်းတဲ့ ပေါင်းတဲ့ဇဇံမီနေရပဲနေရညာတော်လဲနောက်ဆုံးတော့အကုန်လုံးကိုခွဲခွာပြီးတော့မလုပ်ကြပါနဲ့သွားကြရပါရှင်သာအတ္တတိရှိရတဲ့ဘဂဝတ်ဘုရင်ကြီးနေလင်ပြင်ကောင်းအမှန်အောင်လေအကြောင်းမလျောသုံးရကျော်ကပုဇော်ခြင်းတွေ့ရပြန်သူ အမှန်ချက်သူမကဘူးပဲတည်သူရှုတော့တကယ်ပုံဤဘလောက်ပဲအသက်ရှင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ရပြညာတော်လဲဒုက္ခာကာမရိပကတ်နဲ့ဝေးလာတဲ့နေ့တွေလတွေနှစ်တွေကြာတဲ့အခါမှာပြင်ကောင်းတဲ့နေရမယ်လို့မြဲမြဲမှတ်တာပါနောက်ဆုံးရောက်တာပြည့်ပြည့်ညာနဲ့ဆွေညာအပြည့်ဆုံးပဲဒါယူ ဒွါသာနိလူမနိတိတောတိမြယံမြေတုတ်တံဝေရောက်ရောမရှိမြောင်းတံပြီတိချောက်ပင်ရင်ဝေစေစေအိတ်သာမလွေသာပဲနေဟာနိကုဆွေမြတ်ကအစဉ္ဉမာလောဩမာလူဟောအတ္တနဲ့ခန္ဓာရှိနေသို့သောငါတို့လူတွေကပေါင်းတဲ့ဆက်ဆံမှုတွေပြုလုပ်နေတယ်အခေါ်ကြောတွေပြုလုပ် ငါတို့ရဲ့ခန္ဓာကိုယ်ကြီးမှာအပြတ်မရှိတော့ဘူးဆိုလို့ရှိရင်ဇေယျမိတ်တန်ကအပေါင်းကငါတို့ကိုတုတ်တန်တစသင်္ကန်းဝကိုပို့ပါပါလားဆိုတဲ့တံဝေကရောမရရဘူးလားရရတယ်ဒါကြောင့်မို့ဦးဇင်းတို့ရဲ့ကျေးဇူးတော်ရှင်နန္ဒကောင်းဝင်ကျေးဇူးတော်ရှင်ကျူကနတာဆရာတော်ဘုရားပဏိတာဦးဇင်းတို့ထိမ်မြန်တုတ်တန်မှာသင်ကြုံမှုတွေမပြုလုပ်လို့ရဘူးလား ိုးလုံးလိုက်ရတယ်ဒုက္ခရကမသည်ဒီဂါထာ၄ပါးကိုစောင်းဖို့ကြပြ၄ခုနားတော်လိုက်ရတဲ့အခါမှာရှင်ထဲမှာတံဝေကတရားတွေကိတ်မသွားဘူးလားကိတ်သွားပြီအဲ့ဒါကြောင့်မို့သင်္ဃာရကြောင့်ရောဂီဘုံဝဲပေါ်နေသံဘုဒ္ဓဇံတို့ လောကလံဝကြောင်းစုပန်တောင်းရလမ်းကြောင်းမှတ်ခင်ရှေ့အင်ဓမ္မအဝဝကိုနေညမဘောအာတောယံဒီခေမာရောက်မှာအိမိတို့ကလကမှာပေါင်းသူတော်ကောင်းတွေနဲ့သမထအလုံးဝိပဿနာအလုပ်တွေကိုကြည်ကြံပွားများအားထုတ်ပြီးတော့နိဗ္ဗာန်သို့တဲ့ခေမာတူရောက်အောင်ရအောင်မျက်မှောက်ပြုလည်နိုင်ရတဲ့ ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါသည်တရိယေလို့မရဏအောင်စုပြုလိုက်ရလေတော့တည်း moment in your